အဲမွတ်စလင်လူထုတရဲ့လုံးရဲ့ပြောမယ်ဆိုလို့ချင်းကျွန်တော်တို့ဒီနေမြေထဲမှာအဲကျွန်တော်တို့ဟိုပေးထားတဲ့မွတ်စလင်လူမျိုးတရဲ့လုံးရဲ့အားလုံးသူရဲ့အခွင့်အရေးကိုနော် အားလုံးသူရဲ့လွဲချက်နဲ့အခွင့်အရေးသူတို့ရဲ့ဆောင်ရွက်ချက်ရဲ့အခွင့်အရေးအဲသူတို့မှာဆုံးရှုံးရတဲ့အခွင့်အရေးပြီးရင်သူတို့မှာဘာတွေဖြစ်နေလဲသူတို့ရဲ့အသီးသူတို့မှာဘာတွေလွဲနေလဲဒါတွေအားလုံးတော့ ကျွန်တော်တို့ဒီဖက်ကနေပြီးတိတောက်ဖို့လိုပါတယ်ကျေကလေးတို့များအမှအစီမပြေတဲ့ဟာတွေရှိရင်ကျွန်တော်တို့ကလည်းကျွန်တော်တို့ထက်မြင့်တဲ့နေရာမှာကျွန်တော်တို့ကကျွန်တော်တို့ဖွေးစီပုံမှာအဲတာဝန်ရှိတဲ့လူတွေကိုကျွန်တော်တင်ပြပြီးဆွေးနွေးလို့ရတယ်နော်အဲအထူးသဖြင့်ကျွန်တော်လူမျိုးတစ်မျိုးကျွန်တော်တို့ဒီမွတ်စလင်လူမျိုးတွေအတွက်အဓိကပြုံးပေါ့နော်အဲဘေးဒီအခြားဘာသာဝင်တွေကကံပြုဖြည့်ရှင်းပြည့်မြတ်စာကိုလူလူချင်းကံပြုဖြည့်ရှင်းပြည့်ချင်းတွေဟာညတ်တပြီးတော့ ။နောက်လွေမောင်းမှုမရှိအောင်အဥပမာပြောပြောမယ်ဆိုလို့ရှိရင်တိုင်းရင်းသားတယောက်ကရခိုင်တိုင်းရင်းသားတယောက်ကနေဒါအုပ်ချုပ်နေမယ်တရားစီရင်နေမယ်ဆိုနေမယ်ပိုင်ညာဆိုတော့မြို့တွေမှာဖြစ်စေအောင်။အဲ့တော့ကျွန်တော်လူမျိုးတစ်မျိုးတို့အတွက်အားလုံးအရာအားလုံးအတွက်ဒီယုံဟာအဓိကဖြစ်ပါတယ်။ကျွန်တော်တို့ဒီယုံမှာဖွဲ့စည်းထားတဲ့ကော်မတီတွေကအဲမှာသူတို့ဘာမှကြရင်ကျွန်တော်တို့အဲဒီ လူမျိုးတစ်မျိုးအတွက်ဆုံးဖြတ်တဲ့အခါကျရင်ကျွန်တော်တို့ဘာသာရေးနဲ့ပတ်သက်တာဟာလစ်ပါတယ်အဲ့တော့ပြင်ဒီတခြားအမှုတွေလစ်ပါတယ်မို့လို့အဓိကတော့ကျွန်တော်တို့ဘာသာရေးဆရာတွေ RB စာတင်ပြတဲ့ RB ဆရာတွေပေါ့နော်အဲ့ဒီဆရာတွေပါတယ်အဲတကယ်ကိုဟိုပညာရှိပေါ့နော်သူတို့တွေလည်းအဲ့လိုမျိုးတက်ကျွန်းပညာတက်တဲ့ပညာရေးဆရာတွေပါတယ်နောက်ပြီးကျွန်တော်တို့ဒီနေထဲမှာရှိတဲ့ဂျင်းညိုလေးစားထိုက်တဲ့ယုံကြည်ရတဲ့လူတွေကို နိုင်ရကဖြစ်ကျွန်တော်တို့ကအုံပြထားတယ်အပါဝင်ဖွင့်စည်းထားတယ်ပြီးရင်ကြေးရွာအုပ်ချုပ်ရေးအဖွဲ့ထဲမှာအများကြီးတာဝန်ထမ်းဆောင်ပေးခဲ့တဲ့ဝိုင်းရင်းအုပ်ချုပ်ရေးအဖွဲ့တွေပေါ့နော်သူတို့နဲ့ပူးပေါင်းထားတယ်ခက်ပညာတတ်တဲ့လူငယ်တွေလေးဒီအဖွဲ့ထဲမှာကျွန်တော်တို့ပူးပေါင်းပါဝင်ခဲ့ရရှိတယ်အဲ့တော့ကျွန်တော်တို့အဖွဲ့ထဲမှာပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့နေမြန်မာအဲမွတ်စလင်လူမျိုးတမျိုးအတွက်အဓိကဝန်ဆောင်မှုပေးနိုင်တဲ့အနေထားကိုကျွန်တော်တို့အာရခပြည်သူတော်လှန်ရေးအဖွဲ့ကစစ်မဲ့ဆောင်ရွက်ပြီးတော့ဖွဲ့စည်းထားတဲ့မျိုးဖွဲ့စည်းဖြစ်ပါတယ် အရခဘီသူတော်လင်ရဲ့အဖွဲ့ကနေပြီးတော့ဆွာနေပြီးတော့ကျွန်တော်တို့ဘီတာတစ်စစ်တဲ့သားတွေမှာဒီမွတ်စလင်ရယုံအမတ်တရယုံပေါ့နော်ဒါကိုကျွန်တော်တို့မွတ်စလင်လူမျိုးတွေကအခွင့်အရေးအောင်တောင်းဆိုပြီးတော့ယူလာတာမျိုးမဟုတ်ဘူးကျွန်တော်တို့ဒီနေမြေမှာရှိတဲ့ကျွန်တော်နေမြေဌာနဘက်ကနေပြီးတော့ဒီမွတ်စလင်ရယုံအတွက်ဒီမွတ်စလင်လူထုတူလူထုတရက်လုံးအတွက်ပေါ့နော်အထုပ်ဖို့ဖြစ်အောင်လွေးမမှုမရှိအောင်နားလည်မှုမမားစေအောင် အဲတရားစီရင်ရေးဆိုတာအမှုတွေကိုအဲအမှမိုးတွေကជីပြင်းတဲ့မိုးတွေရှိတယ်ငယ်တဲ့မိုးတွေရှိတယ်ဘာသာရေးနဲ့သက်ဆိုင်တဲ့မိုးတွေရှိတယ်ဒါတွေကျွန်တော်တို့ကကျွန်တော်တို့လူမျိုးတစ်ရက်လုံးအတွက်အကောင်းဆုံးဖြစ်ရင်ကျွန်တော်တို့ကိုဒါဟိုပေးလိုက်တာပေါ့နော်အထူးသဖြင့်ကတော့ဒါကျွန်တော်တို့အခွင့်အတောင်းခဲ့တာမဟုတ်ဘူးကျွန်တော်လူမျိုးတစ်မျိုးတော့အတွက်အခက်အခဲမရှိစေအောင်ခွင့်အရေးကိုကျွန်တော်တို့ပေးထားတာအဲ့ဒါမျိုးကျွန်တော်ဒီရုံးကလေပတ်မှုရှိတယ်ဆိုတာဘလို့မျိုးတွေမှာ အဲဒီအမှုတွေစစ်ဆေးရတယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့ဘာတိုင်းနဲ့ပတ်သက်တဲ့အမှုတွေပြီးရင်ကျွန်တော်တို့ရရွာမှာပြဿနာဒဇုံတစ်ခုဆိုလို့ရှိရင်အဲ့ဒါအမှုတွေအဲဒီရာဇဝဲမှုပေါ့နော်ကြီးလေတဲ့ရာဇဝဲမှုကတွေ့ပြီးရင်ကျန်တဲ့အမှုတွေအားလုံးဟာကျွန်တော်လူမျိုးတို့လူမျိုးတစ်မျိုးအတွက်နော်ဒါမွတ်စလင်လူမျိုးတစ်မျိုးအတွက်အဓိကအဖြည့်ရှင်းပေးနိုင်တဲ့ညီနိုင်ဖြည့်ရှင်းပေးနိုင်တဲ့ယုံတုံဖြစ်ပါတယ် အရင်တော့ကဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်ရအောင်အုပ်ချုပ်ရောက်ဖွဲ့ပေါ့နော်ပထမဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်ရအောင်အုပ်ချုပ်ဖွဲ့ပြောင်းမှာဘာလို့ကျွန်တော်တို့ဒီမျိုးနေပေါ်မှာအဲတရားစီရင်ရေးတို့ရုံးတွေမှာအလုံးမရှိတဲ့လူတွေဆိုတော့ကျွန်တော်တို့မှတာဝန်ဘာမှတာဝန်မရှိခဲ့ဘူးကြည့်ရအောင်အုပ်ချုပ်ရောက်ဖွဲ့မှာလည်းကျွန်တော်တို့ကရွာတာဝန်ခံလောက်ပဲစီရင်ရေးမှာမဟုတ်ဘူးလုပ်ပေးရတဲ့ဆေးလွတ်တဲ့လူတွေရောက်ပဲခံစားရတာပေါ့နော်အဲအဲ့ဒါအခုဆိုလို့ရှိရင်ကိုပိုင်းဆုံးဖြတ်လို့ရတဲ့အနေထားကိုလူထုတရက်လုံးအတွက် အကျိုးဆောင်ပေးနိုင်တယ်ဝန်ဆောင်ပေးနိုင်တဲ့အနေထားကိုရောက်တယ်အဲအဲ့တော့အရင်တော့ကဆိုလို့ကျွန်တော်တို့ကဘာမှလည်းအခွင့်အရေးမရှိပေဘူးအခွင့်အရေးမရှိတာကဘာဖြစ်လို့ဆိုတော့ကြည့်ရအောင်ချိုးရတာဝန်တော်မှကိုထမ်းဆောင်ခဲ့ရတော့လေကိုကိုယ်တိုင်စီရင်ခွင့်မရှိတဲ့အဲအနေထားပါပဲအဲ့လိုဆိုလို့ရှိရင်အခုကကျွန်တော်တို့ကကိုကိုယ်တိုင်အဲလူမျိုးတစ်မျိုးအတွက်တရားစီရင်လို့ရတဲ့အနေထားကိုကျွန်တော်ရောက်နေတာမို့လို့အဲအများကြီးกว่าပါတယ်ဒါလူတူတရက်ကိုအမြင့်တင်အောင် ဖတ်ဆောင်ကနေပြီးတော့မြင်းတရားအောင်နင်းကြမှုမရှိအောင်သူတို့တွေကိုအနင်းကွေ့ထားအောင်နောက်ပြီးတော့သူတို့ကိုပြစ်ထားတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့တကယ်ကိုဒီတိုင်းပြည်မှာရှိတဲ့လူမျိုးတမျိုးအတွက်အဓိကလွယ်အချက်ကိုအခြေခံပြီးတော့သူတို့လှုပ်လာတယ်လို့ကျွန်တော်တို့ကမြင်တယ်ပြန်အစိုးရဖက်ကလှုပ်ထားတဲ့ကဏ္ဍနဲ့ဆိုလို့ရှိရင်ဒါအမတမားကွာခြားတဲ့အနေနဲ့တခုဖြစ်ပါတယ်ဟုတ်ချွေးဆိုတာတည်းအခြေခံတဲ့နိုင်ငံတကာဖြစ်စေရိုက်ဝဘဖြစ်စေမျိုးရည်ဖြစ်ပါနော် ဒါအုပ်ချုပ်ရေးအဓိကအခြေခံတဲ့လုပ်ငန်းကဏ္ဍထဲမှာပါဝင်တယ်အဲ့တော့ကျွန်တော်တို့အရင်လိုဆိုလို့ရှိရင်ရင်းနှီးရဆိုလို့ရှိရင်အပေါ်အမင်းရှိတယ်အမိုးပေါ်မှာမွန်းရှိတယ်အဲ့လိုမျိုးအမင်းတွေကိုကျွန်တော်တို့ကဆောင်ရတယ်အဲဥစားနာခံရတယ်မျိုးရှိတယ်နော် အခုခေတ်မှာအဲ့လိုမဟုတ်ဘူးဖြစ်လာတာဟာတွေကချစ်ချင်းမဖြစ်ရဘူးအဲဆက်တွေကအာနောက်ဆက်ပါပြဿနာတွေမှာမဖြစ်စီချင်ဘူးเนาะလငင်းဖြစ်ရမယ်အခုဖြစ်လာတာကိုဖြစ်ချင်းရမယ်ဒါအဲ့ဒီကမူနဲ့ပတ်သက်ပြီးရင်ဘာတခုမှလည်းအသေးမောမကြံကြရဘူ အဲ့လိုမျိုးကတင်းမွားတွေမကြံအောင်လဲကျွန်တော်တို့ကလေအုတ်ချိုရောက်ဖွဲကားကိုအဲကျွန်တော်တို့နေပြီးအုတ်ချိုရဲ့ဌာနကနေပြီးသူတို့အစီအမံခန့်ခွဲဖို့အတွက်ကိုပိုင်အုတ်ချိုခွင့်များရွာကိုသူတို့ကစီမံနိုင်အောင်ရွာမှာဘယ်ပြဿနာမရှိအောင်နောက်ဘာပြဿနာမှလည်းပေါ်မလာအောင်ပြီးချင်းချောက်ပွေမဟုတ်ဘူးနော်ချင်းချောက်ပင်နဲ့သူတို့တော့ကြောက်ချင်းချောက်ပြီးမှဒါအုတ်ချိုရမယ်လို့အမျိုးမဟုတ်ပဲသူတို့နားလေအောင်တပောက်ပေါက်အောင်ဝန်စုံဝရှိလာအောင်အဲလိန်မှာပြိနေပြီးမှသူတို့ကျွန်တော်တို့ကအုတ်ချိုလာတာရှိတယ်အဲ့တော့အခုအုတ်ချိုရတဲ့မှာ အာတာဝန်ခံပဲသူဘာလည်းမဆိုင်ဘူးဆိုအဲ့မဟုတ်ဘူးသူတာဝန်ခံဖြစ်တယ်မဟုတ်သူမှအများကြီးတာဝန်ရှိတယ်ရော်တရော်ရဲ့အဓိကတာဝန်ကသူ့မှာရှိတယ်အဲ့ဒါမလို့သူ့မှာတာဝန်ပြေဝါနဲ့သူတို့တာဝန်လောက်ရတယ်တော့မလို့ဒါသူတို့တာဝန်တောင်းဆိုထားတာမဟုတ်ဘူးဒါတွေကသူတို့တာဝန်ပေးထားတာမလို့သူတာဝန်ယူရတာအရင်အုပ်ချုပ်ရတဲ့တာဝန်နဲ့အခုအုပ်ချုပ်ရတဲ့တာဝန်နဲ့ဆိုလို့ရအများကြီးကွာပါတယ်အများကြီးလုပ်ငန်းတွေမှာလည်းအများကြီးပါဝင်ရတယ်အဓိကပြောမှဆိုလို့ရှိရင်အဲ့ဒါမှာယုံကြည်မှုကအဓိကရှိနေတယ် ကွာချောင်းမိုးဆိုတာယုံကြည်မှုကိုအဓိကဥတည်တယ်ဘာဖြစ်လို့လဲဆိုတော့အရင်ကဆိုကျွန်တော်တို့တခုပြောလိုက်တယ်စောင့်ပါစောင့်မှာကျွန်တော်တို့အထက်ကိုမေးကြည့်လိုက်ဦးမယ်အစဉ်ပြေကျွန်တော်ပြန်ပြောမယ်အဲ့ဒီစောင့်ရတဲ့လုတ်ကတခါမကြည့်နိုင်ဘူးလေအကွာမဆောင်းရဘူးမဆောင်းရဘူးစောင့်မှန်နေထောက်ကိုကျွန်တော်တို့မပြီးဘူးအဲ့တော့အခုချက်ချင်းရမယ်လုတ်ကိုချက်ချင်းလောရတယ်နောက်မှလောရမယ်ဆိုတော့လုတ်မရှိဘူးအဲ့လိုပဲကျွန်တော်မြင်ရတယ်အဲ့တော့အုတ်ချုပ်ရတဲ့အထက်မှာအများကြီးသူတို့ခွာကြတာက ဟိုကိုမရရွာအတွက်အချို့ရမှာတခုလွယ်ချက်တရှိတယ်ရရွာလူတွေအတွက်တခုလွယ်ချက်ရှိတယ်အဲ့လိုဆိုလို့ရှိရင်ဒါတွေကိုကျွန်တော်တင်ပြရင်းနဲ့နေမြန်မာရှိတဲ့နေမြန်မာအချို့ရမှုရယ်အဲ့တို့မှာ member တွေရှိတယ်ကျွန်တော်တို့အာခပြည်သူတော်လှန်ရေးမှာ member တွေရှိတယ်တို့ရဝိုင်းမိရင်လွယ်အပ်တဲ့ရွာမှာအားနည်းချက်ပါရှိတယ်ကျွာအချို့ရောက်ဖွေးရအားနည်းချက်ကိုတင်ပြတာ ਨੇ အဲ့ဒီရွာရဲ့လွယ်ချက်ကိုအားနည်းချက်ကိုဝိုင်းဝန်းပြီးကူညီပို့ပေးပြီးတော့ကူညီဆောင်ရွက်ပေးကြတာအဲ့တော့ကျွန်တော်တို့ကအချို့ရကဏ္ဍကြီးအရင်ကအများကြီးမြင့်တင်ပြီးတော့ ကိုယ်ပိုင်အုပ်ချုပ်နေရတဲ့ပုံစံမျိုးကိုရောက်နေတယ်လို့ကျွန်တော်ပြောလို့ရပါတယ်။ပါဝင်ခွင့်ဆိုတာကျွန်တော်တို့ပါဝင်ခွင့်ပေးထားတာပဲလေ။အဲပထမတစ်ချက်ကျွန်တော်တို့ကြည့်ရမယ်ဆိုလို့ချင်းကျွန်တော်တို့ဒီရွယ်လေးအဲပေါ်ပေါက်ပြီးတော့နောက်နော်။အဲကျွန်တော်တို့ကအဲ့ဒီချိန်မှာလို့ဆိုရင်အဲဒီစက္ကစက္ကလည်းရှိနေတုံးပဲနော်။အဲတော့ဒီအခုဆိုလို့ရှိရင်ကျွန်တော်တို့ရွယ်လေးမှာဆိုလို့ရှိရင်လုံနေတဲ့လူတွေလည်းရှိတယ်။ အဲမျိုးသားဒီရခိုင်အဖွဲ့စည်းမှာလည်းကျွန်တော်တို့လူတွေရှိတယ်အဲတော့ကျွန်တော်တို့ကိုရဲတပ်ဖွဲ့ကိုမဝင်ရဘူးလို့ကျွန်တော်ကကန့်သတ်မရှိဘူးကျွန်တော်တပ်မတော်ဘူးဝင်ပါဆိုတော့မဝင်ရဘူးဆိုတာကန့်သတ်မရှိဘူးကျွန်တော်တို့မှာလွယ်အပ်တဲ့နေရာတွေမှာအားလုံးမှာကြောင်းစရာနေစပြီးတော့စရဲကစပြီးကျန်တဲ့တောင်ပေါ်တွေမှာအားလုံးတို့ပါဝင်နိုင်ပါတယ်ပါဝင်ခွင့်ရှိပါတယ်ပေးလေးပေးထားပါတယ်အခုလည်းလုံနေပါတယ်ဥပမာပြကျွန်တော်တို့လုံနေပါတယ်ပြီးရင်ကျွန်တော်တို့ဒီအဲလူငယ်ပိုင်းတွေကလည်းဒီတက်ထက်မှာအဲ ရှိနေပါတယ်အဲရေးတက်ဖွဲ့မှာလည်းကျွန်တော်တို့လူတွေရှိတယ်ကျောင်းဆရာဖွဲ့တဲ့မှာလည်းအဲအဲ့လိုမျိုးတင်တဲ့အတွက်အဲဖိတ်ခေါ်လာတာရှိတယ်ပြီးရင်လျှောက်လာတယ်လည်းတင်ထားတာရှိတယ်တခြားအဲ့လိုမျိုးလွယ်အပ်တဲ့နေရာမှာအဲကိုအားလုံးသူပေါ့နော်ပြောမယ်ဆိုလို့ရှိရင်အဲ့ဒါကျွန်တော်တို့မွတ်စလင်တမျိုးတွေမဟုတ်ဘူးတခြားရှိတဲ့လူမျိုးတွေလည်းပတ်ဝန်းကျင်ရှိပါတယ်ဒါပြည်ပြည်ငြိမ်းမရှိပါဘူးပြည်ပင်ထားတာလည်းမရှိဘူးပယ်ထားတာလည်းမရှိဘူးအခုလေကျွန်တော်တို့ဘက်ကနေပြီးတော့လူတွေဝင်ပါဆိုတော့ဖိတ်ခေါ်လာတာရှိတာပဲအဲဝင်မယ်မဝင်ဘူးဆိုတာကတော့ ဲလုံမယ်မလုပ်ဘူးဆိုတာအဲ့တော့ဒီဒီကျွန်တော်တို့မွတ်စလင်တွေရဲ့ပိုင်းပါဒါပေမဲ့ကျွန်တော်တို့အာရခပြည်သူတော်လည်းအဖွဲ့ကနေပြီးတော့အစွားကလည်းအဲ့ဒါလုံးဝပြင်ထားတာမရှိပါဘူးအခွင့်ပေးထားပါတယ်ကျွန်တော်တို့အာရခပြည်သူတော်လည်းအစွားကဒီနိုင်ငံကိုနိုင်ငံဖြစ်ထူထောင်မယ်ရအောင်လေးယူမယ်အဲ့လိုမျိုးနဲ့ဒီအားတွေကဘယ်လောက်ဖြစ်လာတာပေါ့နော်အဲ့ကျွန်တော်တို့တွေကအဲ့မှာဘယ်လောက်ပါဝင်နိုင်မလဲ ကျွန်တော်တို့တွေကဘလောက်အရေးရှိရှိလဲဒါကိုကိုတိုင်ကတိုက်တာအခုကျွန်တော်တို့ဒီမှာရှိတဲ့လူက2000ရှိတယ်ဆိုပါတော့ဗျာကျွန်တော်ဒီဒီဖက်မှာဆိုလို့လူအင်းက2000ရှိတယ်ကျွန်တော်တို့2000တန်းမှာပညာရေးရှင်ကဘလောက်ရှိလဲ1%ရှိလား2%ရှိလားဒီပညာသင်ထားတဲ့ပညာတွေကဘယ်နေရာမှာအသုံးဝင်မလဲဒါတွေကိုကျွန်တော်ကြည့်ရမယ်အဲသင်ထားတဲ့ပညာရှိတဲ့ကလေးတွေကိုလည်းပဲအဲဒီအခုထပ်လာမယ်ကျွန်တော်တို့ပညာရေးစနစ်ထက်မှာဒီကျွန်တော်တို့အရခပြည်သူတော်လှန်ရေးပညာရေးထက်မှာ ဒီတော့မကကောင်းလာတဲ့ပညာရှင်ရလာအောင်သူတို့တွေကိုလည်းအခွင့်အရေးပေးထားရမယ်ပြီးရင်တက်ထားတဲ့လူတွေကိုလည်းအဲ့ဒီယာတို့တွေရအောင်နိုင်ငံရေးတာဝန်ကိုထမ်းဆောင်နိုင်အောင်သူတို့ဘက်ကလည်းဒီအခွင့်အရေးတွေကိုဖန်တီးပေးရမှာပဲဒါမှဒါတွေကိုအားလုံးကဒီအစိုးရတွေကိုဝင်လာမယ်အစိုးရတွေပါလာမယ်အစိုးရတွေကိုကတာဝန်ထမ်းဆောင်မယ်ဆိုတာကအတရားကိုပုံမှာမူတည်ပါတယ်အဲ့ဒါကြောင့်မင်းဝင်လာပါအဘသူဝင်လာပါမင်းပညာရှိတယ်ကွာပညာမရှိဘူးမင်းမဝင်နဲ့မင်းဝင်ပါအဲ့လိုမျိုးမဟုတ်ဘူးဒါကကိုစီကိုတိုင်းနားလေပြီးမှ ဒီဒီဒါကျွန်တော်တို့မြေဖြစ်တယ်ကျွန်တော်တို့ဒီတာဝန်ရှိတယ်ကျွန်တော်တို့လူမျိုးအတွက်ရောကျွန်တော်တို့နိုင်ငံမှာရှိတဲ့လူမျိုးတတ်အတွက်တာဝန်ရှိတာမလို့ကျွန်တော်တာဝန်ယူရမယ်ဆိုတော့ကနားအဓိကပါဝင်တယ်ကိုအစ်တနဲ့ကိုဝင်ရမယ်ကိုကိုယ်တိုင်ကပဲဒါတွေကိုဖော်ဆောင်ပေးရမှာကနားပါအဲ့ဒါမလို့ပညာနဲ့ဆိုင်တာတစ်ခုလည်းမဟုတ်ဘူးအသီးတရားရေးကြည့်တယ်အဲ့ဒီကတော့ကျွန်တော်တို့အတိုင်းဝန်းထက်မှာအဲဒီကြောက်တော့ကန်းကျုံမီကျုံကန်းမီဆိုတဲ့သဘောနဲ့အဲကျွန်တော်ဖော်ဆောင်ရမယ်ဒါထားခဲ့လို့မရဘူးသူကပညာမရှိဘူး သူတို့ပညာတတ်မဟုတ်ဘူးသူတို့လူနည်းစုဖြစ်တယ်အနေခံရမယ်လူတွေအဲ့လိုမျိုးထားလို့မရဘူးလေးနေသူထူပေးပါဆိုတော့အဲဆောင်းဖို့နဲ့ညီကျွန်တော်တို့ကအမြဲတမ်းဆောင်းရမှာဆောင်းသွားမယ်ကဏ္ဍတွေမှာဒါမို့လို့ကျွန်တော်တို့ထားပြလို့မရပါဆောင်းကိုဆောင်းသွားမယ်အဲဆောင်းရတဲ့နေရာမှာသူ့ကိုသူ့မသွားနိုင်ဘူးမလိုက်နိုင်ဘူးဆိုတော့ကဏ္ဍမဟုတ်ဘယ်နဲ့သူ့ကိုလိုက်နိုင်အောင်သွားလို့ရအောင်ပန်းနိုင်ဒီရအောင်ဒီကျွန်တော်တို့အတူတူတူကကျွန်တော်တို့ဆောင်းယူရမယ်အဲအားလုံးဆုံးပါတယ်ဒီထက်မှာဆိုလို့ချင်းကျွန်တော်ပညာရေးရောကျွန်တော်ကျက်မာရေးရော ျွန်တော်လွယ်အပ်တဲ့အရာတွေအားလုံးရာထူးတွေရာအစအဲ့ဒီထက်မှရှိပါတယ်။ဆောင်းသွားမဲ့နေရာထဲမှာအားလုံးပါပါတယ်။ဆောင်းသွားမဲ့နေရာထဲမှာမချံပင်းနဲ့ကိုကိုနဲ့ပါဝင်ဖို့ပဲကျွန်တော်တို့ပြည်သူတွေမှာကျွန်တော်တို့မွတ်စလင်လူမျိုးတွေမှာအဓိကဖြစ်တာဝန်ရှိပါတယ်။ကျွန်တော်တို့ကဒီမွေးကလေးရည်နော်ဘယ်ခွင့်မှမရခဲ့တဲ့ဘဝနဲ့ကျွန်တော်တို့ကရှင်သန်လာခဲ့တာပါ။အဲ့တော့ကျွန်တော်ခွင့်မရှိခဲ့ဘူး။ ကျွန်တော်အာရခပြည်သူတော်လှန်ရေးဆိုတာပေါ်ပေါ်ပြီးတော့ကျွန်တော်ဗိုလ်ချုပ်ကိုယ်တိုင်ရလဲကျွန်တော်ဒီလူမျိုးတွေအားလုံးဟာဒီရခိုင်နေနေမဲ့ထဲမှာရှိတဲ့လူမျိုးတွေအားလုံးဟာဘသူမှလည်းကျွန်တော်ပြစ်မထပါဘူးအဲ့တော့ကျွန်တော်အားလုံးတိုင်းရဲ့အခွင့်အရေးရှိရမယ်ကျွန်တော်ရင်သက်ပြီးတော့ကျွန်တော်အတူတူသွားမယ်ဆိုတော့အဲ့အဲ့ဒီမှာစကားရှိတယ်အဲ့ဒါလည်းပဲကျွန်တော်တို့ဒီလူမျိုးတွေလူနေပါစေလူများပါစေကျွန်တော်ခွဲခြားမှုမရှိဘဲနဲ့ကျွန်တော်အနာကနိုင်ငံတော်ထူထောင်ရဲ့အမှာထပ်မီပညာတက်တည်တရားအစား တွေရှိတဲ့လူတွေအားလုံးဟာအတူတကွပူပေါင်းပါဝင်ပြီးဆောင်ရွက်တဲ့နေရာထဲမှာလွယ်တဲ့နေရာတွေမှာပါဝင်ဆောင်ရွက်ပေးဖို့အတွက်အခွင့်အရေးတွေပေးဖို့ ਨੇ ဒီလူခွင့်တွေမရခဲ့တဲ့ဒီလူမျိုးတွေကိုတန်းတူအခွင့်အရေးပေးဖို့အတွက်ကျွန်တော်ဘက်ကဒါပဲဖြစ်ဆိုပြီးပြောချင်ပါတယ်